ကာလပိတ်တာကြောင့်လားရေကြီးတာကြောင့်လားဘုံတော့မမှန်တော့တယ်ကာလကာလပိတ်တာကြောင့်လားရေကြီးတာလဲဘုံဘုံတော့မမှန်တော့လားဘုံတော့တိတ်ဘုံတော့မမှန်တော့တယ်ကွာလားဟိုမင်းကလည်းတမင်းကဘောလာတဲ့ကြောင်ရှိတယ်လို့ဘာဖြစ်လဲ။ဘာဖြစ်လဲ။ငါဘယ်တော့ချောင်းမှပါဘူး။အခုတော့ဘယ်နဲ့ချောင်းရှိလဲ။အခုတော့ဘယ်နဲ့ချောင်းပေါက်နေလဲငါလည်းမသိဘူး။ဘာတော်သေးပေါ့ခါ။တမီးမသွားဘယ်နဲ့ချောင်းရှိလဲသိရမှာကိုဖြစ်မယ်။အဲ့တော့အမေကြီးပဲ။ဟဲ့။မင်းဘာလို့လာခိုင်းနေရလဲ။ ွားဘယ်နဲ့ချောင်းရှိတယ်တော့မသိရဘူးနော်အခုညီးသိရမှာလောသားချောင်းနဲ့ရှိတယ်ဟုတ်သားရှမ်းပေးအဲ့ချက်မကြည့်ပါဘူးပေးဟာမင်းတွေကကကကကကကဝင်လိုက်တော့ကောကကကတော့ဆက်လို့လိုက်တာတာလီတာအခုက ပန်းနဲ့ပောက်တယ်တဲ့လူငယ်အချစ်ဟာတာကားလေးပါပဲပေါ်ပပလေးပဲအဲဒီခုထွက်ထားတဲ့ကားတွေရိုက်ထားတဲ့ကားတွေကနည်းနည်းဒရမာတွေနဲ့နည်းနည်းအလိုဟိုတရေကားလိုလိုအဲအလိုမျိုးဟိုဟဲဗီတွေများနေလို့ခုကနည်းနည်း အားတာပတ်သွားတဲ့ကာလီလူငယ်ចောင်းသားကာလီပြန်ရိုက်တာပေါ့နော်ဗီဒီယိုကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့မျိုးစုံရိုက်တာပေါ့နော်ကာကြီးကတော့ကေဟာတာကာရိုက်ထားတာနေပါတယ်ဟိုမရှိတဲ့လောက်ပါပဲဟုတ်ဘုနောမမှန်တော့မယ်သူလေဘိုင်လာမင်းနဲ့ဘိုင်လာမင်းနဲ့ပြုပြည့်နေပါလားဟုတ်ပြည့်နေပါလားအစားပြီမင်းတမိမသွားမနေချမ်းရှိလဲမင်းတမိမသွားမနေချမ်းရှိလဲ အခုဒီဗီဒီယိုပြီးရင် Trader ဦးမီးဘွားရဲ့ကိုဆိုင်ရဲ့ခင်းဝင်းဘွားတို့နဲ့ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိပါတယ်။ဒီကအခုအဆွဲကြိုးလေးတွေရင်တိုးလေးတွေနဂတ်လေးတွေပေါ့နော်။အအအဲ့ဒါလေးထုတ်ထုတ်ထားရလောလောဆယ်ပေါ့နော်။ဟုတ်ကဲ့။ပရိသတ်ပရိသတ်တွေကလည်းဟိုစိတ်ဝင်စားကြတယ်အားပေးကြတယ်ဘောနော်အဲ့လိုမျိုးတွေပြန် တီးရတယ်ကြားရတဲ့အတွက်လည်းဟိုအားပေးရပြည်သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ပြောရကမပြောတော့ဘူးတယောက်တည်းပဲကောင်းတယ်ဒီရဲ့ပေါ်ပေါ်တန်းထုံးတယ်ကြာမိဒီတဲ့ဘူးအနေမဖြစ်ပါဘူး ဒီကားထဲမှာကျွန်တော်တို့ဟိုပါပေါ့ဟိုသူကဒီ 3D animation တွေ virtual effect တွေနဲ့ပတ်သက်ပြီးတော့ဝါသနာပါတယ်နောက်ပြီးတော့အာဒီဒီနှီးပညာနဲ့ပတ်သက်ပြီးတော့သူသူဘဝအတွက်ပေါ့နော်အာအတ္တမဝင်ကြောင်းပညာတစ်ခုအနေနဲ့အဲသူတက်ဖို့ဆိုပြီးတော့ဟိုတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ဒီဒီတင်နှန်းကိုတက်နေတဲ့အဲ character မျိုးပေါ့ နှင်းစီပါမောင်ရဲ့အခြေအနေကတော့ producer မေးမှာပဲတည်မှာပဲကျွန်တော်တို့ကတော့ဟိုရိုက်လိုက်ပြီးတဲ့အဒီကားကိုကျွန်တော်တို့မေးမိထားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ပြိသက်စီကိုရောက်တဲ့အချိန်မှာဒါပြိသက်ရဲ့အားပေးမှုဟိုကြားတော့ PT ဖြစ်တယ်။အဲ့လိုမျိုးပေါ့နော်။ကျွန်တော်တို့ကဟိုကျွန်တော်အနေနဲ့ပြောရမယ်တော့ကျွန်တော်ကအရန်ကြီးပေါ့နော်ကိုကိုကားကအရန်အောင်မြင်သွားပြီးတော့အရန်ကြီးပြိသက် ချိန်နဲ့တက်နေတယ်ဆိုတဲ့ဟာပေါ်မှာအရင်ကြီးပျော်ရွှင်ပြီးတော့အရင်ကြီးပီတိဖြစ်နေတဲ့တာမျိုးတော့မရှိဘူးကျွန်တော်အနေနဲ့ဟိုပရိသတ်ကအော်အေးဒါငါကလေးအောင်မြင်တယ်ဆိုလို့သူတို့သူတို့ကြိတ်ကြတယ်ကျင်းတ်ကြတယ်ဆိုရင်အိမ်ကနောက်နောက်နောက်ကားကြရင်ကဘလို့သူတို့ဟိုပေါ့နော်ပရိသတ်တွေကိုဘလို့ပုံစံမျိုးနဲ့အဲတိဆောက်ရမလဲဒါလက်ရှိပြည်စုံပံကိုပဲကျွန်တော်အကောင်းဆုံးပြအောင်တိဆောက်တယ်အဲ့လိုပြည်စုံပံကိုအကောင်းဆုံးအောင်ဖြစ်အောင်ပေါ့နော်ဟို ဟိုဒီဆောင်ရင်းနဲ့ပဲကျွန်တော်ကရှေ့ဆက်နေရတဲ့အခါကျတော့အဲကျွန်တော်တို့ဒီပြီးခဲ့တဲ့ဟိုလှုပ်ဆောင်ခဲ့တဲ့အရာတွေကနောက်မှကြံခဲ့ပေမဲ့အကောင်းဆုံးတွေပဲဖြစ်နေရပါတော့ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်စိတ်ကိုအဲ့လိုမျိုးထားတယ်ဆိုတော့အရင်ကြီးပျော်ရွှင်မှုကိုဟိုကျွန်တော်ပျော်ရွှင်မှုဂျုံတိုင်းလဲအရင်ကြီးပေါ့နော်ဟိုအစိတ်လွတ်လွတ်ကြီးအဲ့လိုမျိုးကြီးနေမပျော်တတ်တယ်လို့စိတ်ညစ်စရာတွေဂျုံလာတဲ့အခါမှာလဲအ အရန်ဟိုဘယ်လိုပြောမလဲဟိုဘောနော်ယူကျုံမရအောင် စိတ်ညစ်ပြီးတော့အာဘယ်လိုဖြည့်သိမ့်လို့မရတဲ့ခံစားမှုမျိုးကျွန်တော်မရှိဘူးကျွန်တော်ဒီမှာဟိုတိကျွန်တော်ရဲ့မွေးရပါကျွန်တော်ရဲ့စိတ်ကိုကကျွန်တော်ကအဲအဆိုးတွေကိုလည်းကျွန်တော်ကဟိုရင်ဆိုင်ဖို့အင်အားရှိတယ်လို့ဟိုပျော်ရွှင်မှုတွေကိုလည်းပြန်ပြီးတော့ချုပ်ထိန်နိုင်မယ် စိတ်ဓာတ်မျိုးရှိနေတဲ့လူတယောက်လို့တော့ကျွန်တော်မြင်မိတယ်ဒါကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဟိုဟိုစဉ်းစားကြည့်တာပေါ့လို့ခြေစုအများကြီးတင်ပါတယ်ကျွန်တော်လည်းဟိုဘောနော်တနေ့နဲ့တနေ့အဲတရက်နဲ့တရက်နောက်ပြီးတော့တကားနဲ့တကားမတူအောင်မြန်မြန်စူးစမ်းနေပါတယ်လို့ဆက်လက်ပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်